အာဒီနေ့ချက်မှတ်ကတော့ကပောက်ချန်ခန်းကြီး36ဖြစ်ပါတယ်ခန်းကြီး36အငယ်1မှ9အေးတို့အမည်ရှိသောအေးတော်အမျိုးຫນွေဤအထုပ်ပတ်တိများဟုမူကားအေးတော်သည်ဟိတ်တိအမျိုးအေးလုံဤသမီးအာဒါတယောက်ဟိဝိအမျိုးဇီးပုံသားအာနဲ့ဤသမီးအဟောလိပါမတယောက်ခန္ဓာအမျိုးသမီးနှစ်ယောက်နှင့်၎င်း ဣရှမေလသမီးကြီးဟုသော နာဗျုတ်နှမဘာရှမတ်တယောက်နှင့်၎င်းအိမ်ထောင်လေ၏အေတောမီယာအာဒတ်ဖွာသောတာကအေလီဖတ်ဘာရှမတ်ဖွာသောတာကယွေလတီအဟောလီဘာမဖွာသောတာကယုရှယာလန်ကိုယဒီဤသူတို့ကခါနန်ပြည်၌အေတောမြင်သောတာဒီအငယ်၆မှ၁၄ ေတောဒီမယာတာသမီးနှင့်တကွာအိန္ဒူအိန္ဒာအပေါင်းတို့ကို၎င်းတိုးနွားစသည်တို့နှင့်တရိษံရှိသည်မြတ်တို့ကို၎င်းခန္ဓာပြည်၌ရတတ်သောဥစ္စာရှိသည်မြတ်တို့ကို၎င်းယူ၍ညီရာကုတ်ထံမှ ပြောင်းသွားလေ၏အကြောင်းမူကားထိုသူနှစ်ပါးတို့သည်ဥစ္စာများလွန်းသောကြောင့်တရက်ထီးမနေနိုင်ကြ သူတို့နေရာမြည်သည် သူတို့တရိษံများကြောင့်မဆတ်နိုင်ရာ တို့ဖြစ်၍အေဒုံအမည်ရှိသောအေတော်သည်ဇီရတောင်ပေါ်မှနေလေ၏ဇီရတောင်ပေါ်မှအေဒုံမျိုးသားတို့၏အဖအေတော်၏တားစဉ်မြေဆက်တို့ကိုဆိုပြီးအံအေတော်၏တားတို့မိကမယားအာဒံဖွာသောတာအေလိပတ်မယားပါရှမတ်ဖွာသောတာရွေလာဒီအေလိပတ်တာကတေမန်အောမရဇေဖောဂတန်ကေနတီအေတော်တာ အလီဖာမယားငယ်တိမနဘောသောတာကအာမလက်တီသူတို့သည်အေတောမယားအာရိအနွယ်ဖြစ်တည်းရွေလတာကနာဟဇီရရှမမိစာဒီသူတို့သည်အေတောမယားဘာရှမိအနွယ်ဖြစ်တည်းဇီဘောင်တာအာနိုင်တမီအေတောမယားအဟောလီဘာမဘောသောတာကယူရှယာလန် ကောရဒီအငယ်59မှ69အေတောတာတို့တွင်ဘိုလ်လုတော်သူဟူမူကားတာဥအေလိပိုက်တာဘူတီမန်ဘူအောမရဘူစီဖောဘူကီနတ်ဘူကာတန်ဘူအမလက်ဒီဤဘူတို့ဒီအာဒတ်ဤအနွယ်အေဒုံပြည်၌အေလိပိုက်ရသောတာဖြစ်သည်အေတောတာရွေလဤတာကဘူနဟတ် ဘူဇေယဘူရှမဘူမိစဒီဤဘူတို့သည်အေတောမယာဘာရှမ၏အနွယ်အေဒုံပြည်၌ရွေလက်ရသောသားဖြစ်သည်အေတောမယာအဟောလိဘာမ၏သားကဘူယုရှဘူယာလံဘူကောရဒီဤဘူတို့သည်အာနိုင်သမီအေတောမယာအဟောလိဘာမသားဖြစ်သည်အေဒုံအမိရှိသောအေတော၏သားမြေများ သူတို့တွင်ဘိုလ်လုတော်သူများဤတို့သည်အငယ်၂၀မှ30ထိုပြည်၌နေသောဟောရီအမျိုးဇီရာဤတာကာလောတန်ရှောဘလဇီဘုံအာနတ်ဒီရှုံအေစာဒီရှန်ဒီဤသူတို့သည် အေဒုံပြည်၌ဟောရီအမျိုးဇီရာဤတာတို့တွင်ဘိုလ်လုတော်သူဖြစ်သည်လောတန်တာကာဟောရီနှင့်ဟေမန်ဒီ လောတနမကတိမနတိရှောဘလတာကအလဝံမနာဟဧဘလရှေဖောအောနန္ဒီစီဘုံတာကအာရယနှင့်အာနတိထိုအာနကအဖစီဘုံဤမြဲတို့ကိုထိန်းသောအခါတော၌နွေသောစမ်းရည်တွင်တို့ကို တွေ့သောသူပေသည်အာနတာကဒီရှုံနှင့်တမီး အဟောလိပါမတိဒီရှုံသားကဟင်ဒန်အိရှဘန်အီတရန်ခေရန်ဒီအိဇာသားကဘီလဟန်ဇာဝွန်အာကန်ဒီဒီရှန်သားကဥဇနှင့်အာရန်ဒီဟောရီအမျိုးဘူမြားကဘူလောတန်ဘူရှောဗလာဘူစီဘောင်ဘူအာနတ်ဘူဒီရှုံဘူအိဇာဘူဒီရှန်ဒီ ဤသူတို့သည်ဇီးရပြည်၌ဘိုလ်လုတော်သူတို့တွင်ဟောရီအမျိုးဘိုလ်ဖြစ်သည်အငယ်37မှ35ဤဒေလာအမျိုး၌အစိုးရသောမင်းကြီးမရှိမီအေရုံပြည်၌အစိုးရသောမင်းကြီးဟုမူကားဘောရတာဘေလာသည်အေရုံပြည်၌မင်းပြု၏မြို့တော်ကဒိညာပါမြို့သည်ဘေလာမင်းတေ၍သူ၏အရာ၌ ဘောဇီယအယတာဇီယဤတာယောဘတိမင်းပြုလေဤယောဘမင်းတေ၍သူဤအရာ၌ဒီမနိအယတာဟုရှံဒီမင်းပြုလေဤဟုရှံမင်းတေ၍မောဘလွင်ပြင်၌မိဒရန်လူတို့ကိုလှုပ်ကြံသောသူဗေဒတ်တာဟာဒတ်တီဟုရှံအရာ၌မင်းပြုလေဤမြို့တော်ကအဝိမြို့ကြီးအငယ်36မှ 43ဟာဒမင်းတီ၍သူ၏အရာ၌မာတရက်ရတာစာမလသည် မင်းပြုလေ၏စာမလမင်းတီ၍သူ၏အရာ၌မျက်နှာမှနေသောယေဟောဘုရတာရှောလသည်မင်းပြုလေ၏ရှောလမင်းတီ၍သူ၏အရာ၌အာကဘောတာဘလဟနံဒီမင်းပြုလေ၏အာကဘောတာဘလဟနံမင်းတီ၍သူ၏အရာ၌ ဟာဒာဒီမင်းပြုလေဤမြို့တော်ကပိုးမြို့ဒီမြောက်သားတော်ကမေဇဟတမီမာတရီတမီမဟေတပိလာဒီဧတောမဆင်းသက်၍မိမိအမျိုးအနွယ်နေရာရက်ခံရသောဘွဲ့နာမအလိုက်ဘူလုတ်တော်သူဟုမူကားဘူတိမနာဘူအလဝဘူရေတက်ဘူအဟောလိဘာမဘူအီလာဘူပိနု ဘူကိနဘူတီမန်ဘူမီပစာဘူမာကထရီလာဘူအီဗန်ဒီဤသူတို့ဒီမိမိနေရာအရမိမိပိုင်သောပြည်၌အေဒုံဘူများဖြစ်သည်အေတော်ဒီအေဒုံအမျိုးသားတို့၏အဖဖြစ်သည်โอเคနောက်ကျမ်းပိုက်မှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်